အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ ဗမော်တို့စစ်ကူလာဖို့သည့်စေရဟင်၃ဆင်းကိုပြစ်ခတ်နိုင်ခဲ့ပြီးနှစ်ဆင်းပြကြဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးကဒီပြူပါတယ်။ကချင်ပြည်နယ်ဗမော်မြို့တို့စစ်ကူလာသည့်စစ်တပ်ရဲရင်၃ဆင်းကို KIA ပူပေါင်းတပ်များကယနေ့ပြစ်ခတ်ခဲ့ရာနှစ်ဆင်းထိမှန်ပြကြမှုရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။မေလ20ရက်နေ့မွန်လတနိုင်းကျော်ချင်းဗမော်မြို့စကခ21အတွင်းသို့လာဆင်းသည့်စစ်တပ်ရဲရင်3000ကိုပြစ်ခတ်ခဲ့ရာ MI17 ရဲရင်3000မှာပြတ်ကျသွားခဲ့ကြောင်း အခြားရဟင်တစ်စင်းမှာလည်းထိမှန်ပြီးအရေးပေါ်ဆင်းသက်သွားခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့မွန်လွဲ့တနိုင်မှာဗမော်စကကက21ထဲကိုစစ်ကူအင်အားလာဖြည့်တဲ့ရဟင်၃စင်းဆင်းတယ်။အဲဒီမှာပြစ်ခတ်ရမှာနှစ်စင်းထိမှန်တယ်။ရဟင်တစ်စင်းကတော့ရွှေကူနဲ့စကားမိုင်ကွာမှာပြတ်ကျပြီးတော့မိလောင်ပြက်စီးတယ်။ ။နောက်ထိမှန်တဲ့ဒဇင်းကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ရတယ်ဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောဆိုလိုက်ပါတယ်။ဗမာမျိုးတိမ့်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့9လကျော်ကြာသည့်အထိနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ရခင်ကလည်း KIA ကစစ်ကောင်စီတပ်ရဲ့ရဲရင်နဲ့တိုက်လေရင်များကိုပြက်တီအထိပစ်ချနိုင်ခဲ့ပါတယ်။2021ခုနှစ်မေလ3ရက်နေ့ကချင်းပြည်နယ်မိုးမောင်မြို့နယ်မြို့တက်နဲ့ ကုန်းလာအကြားတွင်စစ်ကောင်စီ MN35 တက်ခါရေးရဟရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KA ကပြစ်ချခဲ့ကြောင်းထို့သောပြစ်ချခဲ့မှုကြောင့်ရဟရင်ပြက်ခဲ့ပြီးရဟရင်မူဘုံမူကျော်စရထွန်းဘူကြီးတန်းထွန်းလင်းအုတ်ခွဲတက်ကြကြီးကျော်စွာအောင်တို့တည်ဆုံခဲ့ကြပါသည်2024ခုနှစ်ဇန်နဝါရီ3ရက်နာရ7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နဖော့စစ်တပ်စခန်းသို့ရိတ်ခါလာပိုးသည့်စစ်တပ်ထောက်ပို့ MI17 ရဟရင်တစင်းကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟရင်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးတေဆုံးကရဟရင်လည်းပျက်စီးသွားခဲ့ပါသည် 2014ခုနှစ်ဇန်နဝါရီ16ရက်နေ့တွင်လဲရှမ်းမြောက်ဒေသအကွက်ခံမြို့နယ်နတ်ဖက်ကာရော်တိုက်ပွဲဒေသထံသို့ဘုံလာကျဲသည့်စစ်ကောင်စီတရုတ်လို့ FTC 2000G တိုက်လျင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA ကပြစ်ချခဲ့သဖြင့်တိုက်လျင်ပြတ်ကျသွားခဲ့ပါတယ်။ KNA ပြစ်ချမှုကြောင့် စစ်ရဟင်နှစဉ်ပျက်စီးမှုတွင်စစ်ကောင်စီဗျူဟာမှုနှင့်အဖွဲ့ဒေသုံပြီးရွှေကူအနီးတောင်းရံတွင်ပြက်ချသည့်ရဟင်ပြက်ကိုခရိုင်တပ်ဖွဲ့များကရှာဝေတွေ့ရှိပြီလို့သိရပါဗျ။ကချင်းပြည်နယ်ဗမာပြည်သို့စစ်ကူလာသောရဟင်သုံးစင်းကိုခရိုင်ဘူးပေါင်းအဖွဲ့ကယင်းနေ့ပြစ်ခတ်ခဲ့ရာနှစ်စင်းထိမှန်ပြက်ချသွားခဲ့ပြီးပြက်ချသောသောရဟင်ဒစင်းတွင်လိုက်ပါလာသောစစ်ကောင်စီဗျူဟာမှုနှင့်အဖွဲ့ဒေသုံသွားကြောင်းခရိုင်ရှီရန်ဒင်းရှင်းမြစ်ကပြောဆိုပါဗျ။ မုံနဲ့တနိုင်ကျော်ချင်းကမမော်စကခ23တို့စစ်ကူလာပို့သောရဟရင်၃စင်းကို KIA ပူပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးဘိုင်းဘိုင်းနိုင်နိုင်ပြစ်ခတ်နိုင်လိုက်သောစစ်ရဟရင်၃စင်းမှာရွှေကူမြုပ် AOR မြင့်အနောက်ဘက်ခြမ်း KIA တရင်ငါးနေမြရှိတော်တဲ့တို့ပြစ်ချသွားကြောင်းရင်းရဟရင်ပြည်ရနေရသူ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီဖြစ်ကြောင်းရင်းရဟရင်တွင်စစ်တပ်မှဗျူဟာမှုနှင့်အပါအဝင်အားလုံးတည်ဆုံကြောင်းသိရှိရပါသည်ပြူဝမှုလာလဲတာအဲ့ဒီရဟယင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယော်ရီမြင့်အနောက်ဖက် KIA တရင်ငါးတောထဲမှာပြတ်ကြတယ် အဲ့ဒီနေရာကိုငါတို့ခရိုင်ကလူတွေရောက်နေပြီနောက်တစ်စင်းကတော့ရွှေကူမအရေးပေါ်ဆင်းလာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်ပံကာကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဲရဲနှစ်စင်းစလုံးပြတ်သွားတယ်တော်ထဲမှာပြန်တော့ရဲရဲရဲမှာပြူအောင်မှုပါတယ်အားလုံးသိတယ်ငါတို့ဖွဲ့တွေရောက်နေပြီရွှေကူမအရေးပေါ်ဆင်းတဲ့ကောင်ကပံကာကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်ဟုခရိုင်အေးရှေ့တန်းတင်ရင်းတွေကပြောဆိုပါတယ်ရခင်ကလည်းခရိုင်အေးကအစ်ကောင်စီတက်ရဲရဲနဲ့တိုက်လေရဲများကိုပြက်တီးအထိပြစ်ချနိုင်ခဲ့ပါတယ်